မင်္ဂလာပါရှင်။တပတ်အတွင်းမှာအထူးခြားဆုံးသတင်းတွေနဲ့ပြည်သူတွေကြားစိတ်ဝင်စားမှုများဆုံးဖြစ်ခဲ့တဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးမယ်။တပတ်အတွင်းထူးခြားသတင်းများအစီအစဉ်ဖြစ်ပါရရှင်။ပထမဆုံးကတော့တောက်လျှောက်တက်နေတဲ့အမေရိကန်ဒေါ်လာဈေးဟာပြီးခဲ့တဲ့ရက်ပိုင်းကကျနေပြီးကြက်ငွေပြန်မာလာပေမဲ့ကုန်စည်နှုန်းတွေကတော့ကျဆင်းတာမရှိတဲ့သတင်းကိုပြန်လည်တင်ဆက်လိုက်ပါရစေ။စစ်အာဏာမသိမ်းခင်ကအမေရိကန်ဒေါ်လာကိုမြန်မာငွေကျပ်1300ကျော်နဲ့ အခောက်ရွှေတစ်ချက်သားကိုမြန်မာငွေကျပ်18သိန်းကျော်သာရှိခဲ့တာပါအာနာသိမ်းပြီးနောက်ဒေါ်လာဈေးတွေမြင့်တက်လာခဲ့ပြီး2023ခုနှစ်စက်တင်ဘာလလောက်ကစတင်ပြီးဒေါ်လာကိုကျပ်4900ကနေ9000ကျပ်ဝန်းကျင်အထိတက်ခဲ့သလို2023ခုနှစ်ဩဂုတ်လလယ်ပိုင်းမှာတော့ဒေါ်လာကိုကျပ်9000ကျော်အထိအမြင့်ဆုံးစံချိန်တင်မြင့်တက်ခဲ့ပူပါတယ်အခုအောက်တိုဘာလထဲမှာတော့ပြည်ရင်းအခောက်ရွှေဈေးနဲ့အမေရိကန်ဒေါ်လာဈေးဇက်တိုက်ပြန်ကျဆင်းလာပြီး အောက်တိုဘာလ2ရက်မှာတော့အမေရိကန်ဒေါ်လာကို4025ကျပ်အခောက်ရွှေဈေးကတစ်ကျပ်သားကို7380အောက်ထိကျဆင်းသွားခဲ့ပါတယ်။စက်တင်ဘာလဆန်းမှာဒေါ်လာဈေးကကျပ်4400ဝန်းကျင်မှာရှိခဲ့တာလည်းဖြစ်ပါတယ်။ပြည်ရင်းဒေါ်လာဈေးပြန်ကျလာတဲ့အကြောင်းရင်းကတော့စစ်အုပ်စုကပြပသွင်းကုန်တွေပိတ်ဆို့ကန့်သက်တာပို့ကုန်ရငွေတွေကိုကျပ်ငွေလဲခိုင်းတာတွေကြောင့်လို့ရန်ကုန်မြို့ကဘဏ်ဝန်ထမ်းတူဖြစ်တဲ့ကိုတမ်းမြင့်အမိလွှဲကဆိုပါတယ်။ ့ပြင်ဖို့တည်းကပုံပေးတယ်ဒီမိုလိုက်စင်းမချပြီးတော့မချပြီးတော့ပဲနဲ့ဟိုလက်ရှိချပြီးနေရင်ပို့လိုက်စင်းဆိုရင်လည်းပါရည်လေးရှိတယ်။သွင်းကုန်ပါဆိုရင်73ရှိရယ်73ရှိရယ်စီဝါရှိဒီပစ္စည်းတွေတော့တင်လို့ဝင်ပြည်ပြီးဝါလို့ရှိရင်အဲ့ဒေါ်လာတွေကိုလည်းသူကပါပြည်လဲသူအကန့်အသတ်နဲ့ပုံပန်းရောင်းပြီးနေရောင်းပြီးနာဖြစ်တဲ့သူကဟိုဘာဘာဖြစ်တာလဲဆိုတော့ဟို demand နဲ့ supply မမျှဘူး supply အများကြီးပဲဟောဒီကနိုင်ငံကြောက်တင်ပို့ထားတဲ့ export percentage အများကြီးနေတယ် ်အင်ဘိုးကြတော့ဒီလိုင်စင်နဲ့ချမှတ်ပြီးလိုင်စင်နဲ့ချမှတ်ပြီးခါကြတော့ဟိုကြားတဲ့စင်နဲ့ရောင်းနေရတာကွာကုန်တယ်လို့ညတော့မကြဘူး။အော်ဒီစီမတူမှမရှိတော့တာ။စကူရီပါလေဆိုလို့ရှိရင်လည်းဒီဇိုင်းပဲအမြင်ကောင်းတဲ့ quality တွေမရှိတော့တဖြည်းဖြည်းနဲ့စကူသားယူလို့ကျန်ကြလာ။အော်အရင်ကရှိပြီးသားစကူသေးရလေပါပြီလေဆိုလို့ရှိရင်ပစ္စည်းတွေထမုံလာကြတယ်ပစ္စည်းအောင်ရောဒီကြံကားဒီကြံတာ။သူကဒေါ်လာစီးရကြပြီးပစ္စည်းကြီးကတော့တက်။ အခုလပိုင်းကချင်ပြည်နယ်တိုက်ပွဲတွေတဲ့ဗမော်နဲ့ဝိုင်းမော်မြို့ထဲမှာရှိတဲ့ရှေ့တန်းကာကင်းစခန်း၅ခုထပ်မင်းကို KIA ကပြန်ရထားပြီးတော့စစ်ကော်မရှင်ဘက်ကဗိုလ်မှူးတယောက်ကြာဆုံးတဲ့သတင်းကိုလည်းပြန်လည်ထုတ်လွှင့်လိုက်ပါတယ်ကချင်ပြည်နယ်တဲကဗမော်နယ်ဝိုင်းမော်မြို့နယ်ဒီထဲမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးအရင် KIA ဘက်ကလက်လွတ်ခဲ့ရတဲ့ရှေ့တန်းကာကင်း၅ခုထပ်မင်းကို ပြန်ရထားကြောင်း တရင်ပြန်ကြားရေးတာဝန်ခံဘူမူကြီးနော်ဘူးက DVB ကိုပြောပါရယ်ဗမော်ဘက်မှာတော့စက်တင်ဘာ29ရက်နေ့ကကာကင်းတခုအောက်တိုဘာ6ရက်နေ့မှာခါလရ49ရက်ကာကင်းတခုနဲ့အောက်တိုဘာ9ရက်နေ့မနက်9နာရီဝန်းကျင်မှာတော့မိုးမောက်ဘက်အထက်2မိုင်နဲ့3မိုင်အကြားကာကင်းနှစ်ခုထပ်မင်းဲကိုပြန်လည်ထိန်းချုပ်လိုက်တာပါမနေ့ကတော့49နဲ့မြို့ချားမှာသူတို့လုံခြုံရေးချထားတဲ့ကာကင်းတဘောဖြစ်မှာပေါ့ဟိုတိုက်ရင်တခုမှာ အယောက်တစ်ဆယ်လောက်ရှိတဲ့နေရာတစ်ခုကိုကျော်တို့တင်းလာရှိပါတယ်အဲ့ဒီနေရာမှာဘုံမအဆင့်ရှိတဲ့သူကောင်းဆောင်ပြောက်လဲအမှကျသွားတာနောက်အရာရှိပြုတ်လဲကျသွားတယ်အဲ့ဒါရှိပါတယ်ဘမောဘမာရောခလာရ49ရဲ့ကာကင်းတစ်ခုကိုသာသိမ့်ပိုက်နိုင်တာဖြစ်ပြီးကြံတဲ့စခန်းငယ်တွေကတော့အရင်လက်လွတ်ခဲ့ရတဲ့နေရာတွေဖြစ်တဲ့အကြောင်းသိရပါဗါဒါအပြင်မိုးမောက်ဘက်အထွတ် နှစ်မိုင်နဲ့သုံးမိုင်ဝင်းကျင်ဒီမှာတိုက်ပွဲတွေဆက်ဖြစ်နေကြောင်း KIA ဘက်ကပြောပါရယ်ဝိုင်းမော့ဘက်မှလည်းအော်တိုဘာ၈ရက်နေ့ကလမ်းမြန်ရွာဝင်းကျင်မှာရှိတဲ့စခန်းနှစ်ခုတက်မနေကို KIA ကပြန်ရခဲ့တဲ့အကြောင်းစစ်ရေးရင်မြစ်တွေကပြောပါရယ်ချောင်းစီမီတဲ့ဘိတ်မှာဒဏ်ရာရသူတွေကိုကုသဖို့စိတ်မရှိတာကြောင့်တေဆုံးသူဦးရေ40ဝန်းကျင်တိရှိလာပြီးစစ်ကောင်စီလောက်ရကိုရှုံချကြောင်းနိုင်ငံတကာအဖွဲ့အစည်းတချို့ကကြေညာချက်ထုတ်ပြန်နေတဲ့သတင်းကိုလည်းပြန်လည်တင်ဆက်လိုက်ပါရစေ။ အောက်တိုဘာ6ရက်တင်းကျိုးလာပညာကစကိုင်းတိုင်းချောင်းမြို့နယ်ဘုံလိုရွာစီမီတပိတ်ကိုစစ်ကောင်စီကပါရာမော်တာနဲ့ဘုံကျဲတက်ခတ်တာကြောင့်ကလေးငယ်တွေအပါအဝင်ဒေသခံ20ကျော်ပွဲချင်းပြီးတေဆုံးပြီးအများပြားဒဏ်ရာရခဲ့တာပါအောက်တိုဘာ၈ရက်နေ့မှာတည်ဆုံးသူ40ထပ်မင်းရှိလာပြီးအောက်တိုဘာ9ရက်နေ့အထိတည်ဆုံးသူတွေဆက်ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။လုံလောက်တဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့စေဝါတွေမရှိတာကြောင့်တန်ရာရသူတွေကို အချိန်မီမကယ်နိုင်မဲ့တည်ဆုံးသူရေအတွက်အဆမတန်များလာတာလို့ဒေသခံတွေကပြောပါတယ်။စီမီတပိတ်မှာအနည်းဝန်းကျင်ရွာအများအပြားကလူတွေပူပေါင်းပါဝင်ခဲ့တာဖြစ်ပြီးဘုံချက်ခံတဲ့အချိန်မှာဘယ်ရွာကဘသူတွေထိခိုက်တည်ဆုံးနေဆိုတာချက်ချင်းအတိမပြုနိုင်ခဲ့ပဲအချိန်နေအနေငယ်ဒီနေနေရောက်မှရလာတဲ့စီးရင်တွေအများတည်ဆုံးသူရေအတွက်အဆမတန်များလာတာဖြစ်တယ်လို့ဆိုပါတယ်။ခုနကပြောသွားပြီ။နောင်မျိုးဘင်းတို့သစ်စိတ်တို့အများဆုံးပဲကွာဘုံလူတို့တတော်ကြီးအဆုံးမှာကွာ6မနညောင်မင်းလှခဲခေါင်းဆောင်တွေကုန်ပါပြီကွာ။ မင်းညကိုရဲဘော်တယောက်ကြားတယ်ချောင်းအဲ့ညောင်မြူပြန်ခေါင်းဆောင်လေကိုဖုံးတယ်အမကြီးတို့ရွာပြီးကလေးလေး73နှစ်သားလေးမင်းညဆုံးလာတာမခွဲစိတ်နိုင်လိုက်တာနောက်ကြောင်ပါလေဆရာဝန်ဆေးမရှိရတဲ့ဆေးဆေးအင်းဆေးလို့အပ်တာတယ်သူတို့ကဆေးရှိရင်ကုနိုင်တယ်ပေါ့နော်ပြေးရတော့ခုနစကြောသွားပါပြီဆိုခုမှဟိုအေးနှစ်ယောက်ဒီအေးတစ်ယောက်ပြန်မလာတော့မှလေခုလေရွာဟာတွေကနောက်ယောက်ကိုပန်းစပိတ်ရှိတယ်လိုက်မှလာတယ်ငါတယောက်တည်းသေးတာဘာမှမဖြစ်ဘူးငါလိုက်မှလို့ငါမြင်ကြောက်မဲ့ဖြစ်နေမနေလေလို့ပန်းစပိတ်ပဲရှိရှိလိုက်မှလို့ 6ဦးစီမီတပိတ်တိုက်ခိုက်ခံရမှုမှာတေဆုံးမှု20ကျော်ရှိတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ် ချောင်းစီမီတပိတ်ကိုစစ်ကောင်စီကပါရာမိုတာစက်တလီတီနဲ့ဘုံကျဲချလို့ရတပ်ပြည်သူတွေတင်ဆောင်ရတဲ့အပေါ် Amnesty International အပြည်ပြည်ဆိုင်ရာလူ့ညင်ချမ်းသာဝင်အဖွဲ့ကအောက်တိုဘာ9ရက်နေ့မှာရှုံချကြောင်းကြေညာချက်ထုတ်ပြန်ထားပါတယ်။နိုင်ငံတကာရောက်မြန်မာပြည်ဆောင်ရွက်သူတွေကလည်းရောက်ရှိနေထိုင်ရာအစိုးရနဲ့လွတ်တော်လေးစီကိုချောင်းစီမီတပိတ်တပ်ဖြတ်ခံရမှုအကြောင်းတင်ချက်လက်ထောက်ထားပြီးပြပို့ထားတယ်လို့ဆိုပါတယ်။ Sanction တွေပို့လို့ပါပေါ့ဗျာနော်။ပြီးတော့မှဒီအတူအယောင်ရွေးကောက်ပွဲကိုကန့်ကွက်ပါပေါ့။ အဲ့ဒီစာကိုကျွန်တော်တို့ရေးထားတာဗျဒီချောင်းဦးကိစ္စအထက်ဖြစ်ကောဖြစ်တာ ਨੇ အဲ့ဒီချောင်းဦးကိစ္စပါကျွန်တော်တို့ထည့်ရေးလိုက်တာပေါ့လေအဲ့ထဲမှာလေ Bill Hisinger တင်ထားတဲ့ Braverman Act ထဲမှာမြန်မာ Economic Bank ကို sanction လုပ်ဖို့တောင်းထားတယ်ကျွန်တော်တို့ကထပ်ပိုးပြီးတော့မြန်မာ Central Bank ပေါ့နော်အဲ့ဒါပါထည့်ပြီးတော့လုပ်ဖို့ဆိုပြီးတော့ကျွန်တော်တို့ရေးလိုက်တာပေါ့လေအဲ့ဒါဒီနေ့ထွက်သွားပြီလေအကုန်လုံးကိုဖြတ်ပြီးတယ်ဗျ Senate ကို House ကို ချောင်းဦးကကိစ္စရောအတူရောင်ယူပေါ်ကပိစာရောတန်ရှင်ဒီအကြောင်းရောအကုန်လုံးကိုပေါင်းပြီးတော့တူတူနဲ့လှုပ်လိုက်တာပေါ့လေကင်းပြည်နယ်မြောက်ရီမြို့နယ်အတွင်းတိုက်ပွဲတွေကြောင်းစစ်ဘေးရှောင်နေကြရသူတွေကိုကင်းနယ်ကြားစောက်တပ်ကအဝတ်ထည်နဲ့အုံဆောင်ပစ္စည်းတွေလှူဒန်းခဲ့တဲ့တဲ့ရင်ကိုလည်းပြန်လည်ထုတ်လွှင့်လိုက်ပါတယ်မြောက်ရီမြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင်းအိုးအိမ်စွန့်ခွာစစ်ဘေးရှောင်နေကြရတဲ့နိုဘိုထီမူထာပေါ်လောတမ်မယာချီတော်ရွာ ကမရာကျေးရွာတွေကစစ်ပေးရှောင်ဥယေ2500လောက်ကိုလှူဒန်းခဲ့တာပါเนี่ยมาลงเลยตัวตัวแต่ตามไปเลยมันสิดีสิดีเด้ครับนกทีมูคาโรเนาะโหพอลอตันเมียโดดิมาอ้ายมันปุ๊ล่ะดิมามาตะจั่วอ่ะปี้ล่ะดิมาเอ็งยีวอซ่าเลยไม่ป่าวอะกูดิมาเอ็งยีวอซ่าเลยกูหมดดิมาฮะโอเคมาอ้ายมันมาตามกองเด้อ้ายจ๋าเลยแหละ အခုလိုယာယီစစ်ဆောင်စခန်းတွေကို ရောက်မလာပဲတောင်ယာတဲတွေတောတောင်တွေထဲမှာတွားရောက်ပုံအောင်နေကြရသူတွေလည်းရှိနေပါသေးတယ်။ဟောတနကြီးလာလဲကြောက်ရတော့လူမတိကက်မှာဆိုတော့သူကကြောက်ပြီးတော့ပြေးလာရတာပေါ့။အဲ့တော့ဒီနတ်ခေါ်လာတော့တော်လာပြောမတတ်ဝင်လဲအကုန်လုံးကတော့ဒီ TV ဘလော့ကန်တော့မှတ်သားတာတော့မှကုနေရကြော်စီတယ်လို့ပြင်းနေရတော့စီတယ်ပေါ့လို့မှတွားနေတာကောက်ကောက်မှတွားနေတယ်။နောက်ပြတော့ဒီ

ီရွာနေကြောင်းလာပြီးတော့စစ်တပ်ကနာရိုင်းနေအလားတူထိုင်းမြန်မာနယ်ကြားတောင်းအင်းမြစ်ဘေးတစ်လျှောက်မှာလဲလေးကီကော်ဒီတာတိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်၃တောင်လောက်ဟာ ပလောတဘို့ယာယီစခန်းအပါဝင် နေရာခုနှစ်ခုမှာစစ်ဘေးရှောင်နေကြရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေကြတာပါကရင်ဒေသတစ်ခုလုံးမှာဆိုရင်တော့စစ်ဘေးရှောင်ပြည်သူ၁.၃တန်းလောက်ရှိနေပါတယ်ခမညာ ကျွန်တော်မောင်တုပါလက်ရှိမြန်မာပြည်မှာမျိုးသမီး၃ပုံတပုံဟာအလုပ်လက်မဲ့ဖြစ်နေကြရကြောင်း UNDP ကထုတ်ပြန်ထားတဲ့သတင်းကိုလည်းပြန်လည်တင်ဆက်လိုက်ပါတယ်မြန်မာနိုင်ငံမှာရှိတဲ့လူငယ်လေးပုံတပုံဟာလှုပ်လှမဲ့ဖြစ်နေပြီးအမျိုးသမီးတွေဟာအမျိုးသားတွေထက်အလောက်ကင်ဈေးကွက်မှာဖယ်ချင်ခံရရကအမျိုးသမီး၃ပုံတပုံကအလှုပ်လှမဲ့ဖြစ်နေတယ်လို့သိရပါဗျ မျိုးသမီးတွေရဲ့လှုပ်လှမ်းမဲ့နှုန်းကအမျိုးသားတွေထက်နှစ်ဆကျော်ပိုများနေတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့အနာဂတ်ရပ်တန့်ခံမျိုးဆက်သစ်အစီရင်ခံစာနဲ့မြန်မာလူငယ်များ၏အလို့ဂိုင်းနဲ့ပညာရေးအခြေအနေအရသိရပါတယ်။မြန်မာနိုင်ငံမှာလူငယ်အုပ်စုတွေပါဝင်သူဦးရေဟာလူဦးရေရဲ့33ရာခိုင်နှုန်းရှိနေပြီးခမန်းကျေးတန်း20နီးပါးရှိနေတာကြောင့်အသက်15နှစ်ကနေ35နှစ်အတွင်းလူငယ်9တန်းနီးပါးဟာအလုံးလမဲ့ဖြစ်နေတာလည်းဖြစ်ပါတယ်။ ဒီကာလတွေမှာအလုပ်ရှာနေတဲ့လူတွေကများတော့လေအလုပ်တွေကတော့ခေါ်ပါတယ်ခေါ်ဒါပေမဲ့လျှောက်တဲ့လူတွေကအရင်များနေတော့လူပြည့်ပြည့်သွားပြီးတော့လူရတာများနေပေါ့နော်အဲပြီးတော့လောကလားစားတွေကလည်းနည်းတယ်ပေါ့နော်လူလားစားတွေမတိုးကြဘူးကုန်သင်းနှုံးတွေကပဲမြင့်လာရင်ဆိုတော့အဲ့ပြဿနာလေးရှိတယ်ပေါ့နော်ကုန်သင်းနှုံးတွေကမြင့်ပြီးတော့အလုပ်ရှိရာတောင်မှပဲအကျိုးတွေနဲ့ပတ်နေကြတာဆိုတော့အလုပ်မရှိတဲ့လူဆိုပိုဆိုးတာပေါ့ဗျာဒီကြတာတစ်ခုကတော့ဒီကဒီကလာကြီးနဲ့ဒီကုန်သင်းနှုံးတွေနဲ့ဒီချီအနေနဲ့ ဒီစိတ်ုံချင်းနေတဲ့အမျိုးသမီးတွေဆိုပို့ဆိုမှာပေါ့သူတို့ကငကိုအမှလောက်ခလာတာနည်းနည်းနဲ့ဆိုတော့လေဟုတ်အသက်15နှစ်ကနေ35နှစ်အထိလူငယ်တွေကပညာရေးနဲ့အလောက်ကရဲ့အတွက်မကြုံစဘူးစိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပြီးကိုပိုင်စွမ်းရည်တွေကိုအကောင့်ထဲမဖော်နိုင်မဲခြေလန်းတွေလည်းရတက်ခံထားရတယ်လို့အစိုးရခန်းစာမှာဖော်ပြထားပါတယ်ဒီအထဲမှာမှလူငယ်မျိုးသမီးတွေရဲ့အလောက်ကရရှိမှုနှုံတွေ ဝင်ငွေရရှိမှုနှုန်းတွေဟာအမျိုးသားတွေနဲ့နိုင်ရှင်ရရောကြနေတာကိုလည်းတွေ့ရှိရကြောင်းအစိုးရခန်းစာတွေရသိရပါဗျ။အစိုးရခန်းစာတွေမှာတော့အလုံးလက်မဲ့လူငယ်မျိုးသမီး၃ပုံ၂ပုံဒီပါဟာမိသားစုစောင့်ရှောက်ရေးအိမ်နင်းတာဝန်တွေကိုယူထားရပြီးပညာရေးဆက်လက်တင် जा နိုင်မှုနှုန်းကလည်း25ရာခိုင်နှုန်းသာရှိတယ်လို့ဆိုထားပါဗျ။အထက်တန်းပညာပြီးဆုံးထားသူမျိုးသမီး40ရာခိုင်နှုန်းဟာအလုံးမရှိဖြစ်နေသလိုအတန်းပညာနယ်ပါသူအမျိုးသမီး29ရာခိုင်နှုန်းမှာလည်းအလုံးရှိမနေကြောင်းသိရပါဗျ။ UNDP ကတော့ဒီအခြေအနေကိုအလုတ်ကင်စည်းကွက်သည်ပညာတတ်လူငယ်များအထူးသဖြင့်အမျိုးသမီးများကိုအတိပယ်ရှိသောတည်ငြိမ်သောအလုပ်များမဖန်တီးပေးနိုင်သည်ကိုမိမောင်းထုတ်ပြနေသည်လို့မှတ်ချက်ပြုထားပါတယ်။ဗုဒ္ဓဘာသာဝင်တို့ရဲ့ထွတ်မြတ်ထားရတဲ့ရင်ကျော်လာပြည်နေမှာစစ်ကောင်စီကနိုင်ငံအနှံ့၂ရအတော်များများကိုလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တဲ့အတွက်ပြည်သူ30ဝန်းကျင်တေဆုံးခဲ့ရတဲ့သတင်းကိုလည်းပြန်လည်တင်ဆက်ပေးလိုက်ပါရစေ။အော်တိုဘားလာ6ရက်နေ့ည9နာရီအချိန်မှာ စကိုင်းတိုင်းချောင်းဦးမြို့နယ်အနောက်မြောက်ချမ်းညောင်မင်သာအုပ်စုဘုံတို့ရွာကသတင်းချုပ်မီထွန်ပွဲဆင်မီတပိတ်ကျင်းပရာနေရာကိုမုံရွာနမခကတက်လာတဲ့ဆက်တက်လေဒီနဲ့ဘုံချဲချခဲ့တဲ့အတွက်ပြည်သူအယောက်30ဝန်းကျင်တည်ဆုံးခဲ့ပြီးအယောက်90ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ဒီကလေးငယ် TMC ရေဘုံတော့ပါတယ်။အရင်ကတော့ဘယ်လောက်ရလို့မသိရသေးဘူးဗျ။ဒီကလေးရလေးဒီ ။ခင်ဗျာပြင်းထန်လူတွေတော်များတဲ့ခါမှာအေးဘက်ကိုပဲလုံးမနေရတယ်ဗျာ။ညာကွာဘုကွာတွေမထင်ဘူးလား။ဟိုတော်များတယ်ဗျာ။တော်တော့ပဲထင်ပုံတော့။အဲ့နဲ့ထက်သုံးနေဘူး။ဒီဝင်သုံးနေပြီးတော့တော့လာရတာ။ကျိုးစိုးကြီးကျိုးကနေဝင်ပြီးတော့ခေါင်းကြီးဖောက်ထွက်သွားတာမျိုးခဏဘူးတစ်ခုတော့မဲပြီးတော့တရားကြီးဖြစ်သွားတာမျိုးများတယ်ဗျာ။ဒူးမခွင့်ရနိုင်တာဝက်ရှိတယ်ဗျာ။ပဲခူးတိုင်းကျိုးမေကောင်းမြို့နယ်နဲ့အုတ်ဖို့မြို့နယ်အဆက်ကဒေါင်းလေးကျေးရွာကိုလည်း အော်တိုဘားလ6ရက်နေ့ည10:00နာရီဝန်းကျင်မှာတောင်ကူလေတပ်ကတက်တဲ့ Jet Fighter နဲ့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ပြည်သူတယောက်တည်းရရရှိခဲ့ပြီးကျေးရွာကလူနေအိမ်ချို့ပျက်စီးခဲ့လို့သိရပါဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့တွေက microwave ဆက်သွယ်ရေးရုံးကိုစစ်ကောင်စီတပ်ကအော်တိုဘားလ6ရက်နေ့မနက်9:40မိနစ်ဝန်းကျင်မှာ Jet Fighter နဲ့ပေါင်း250ဘုံးလာကျဲသွားတာကြောင့်တနစ်အရွယ်ကလေးငယ်အပါအဝင်၃ယောက်ထိမှန်တန်ရာရှိခဲ့တယ်လို့တောင်းတမတော်ထရန်နယ်တွေကထုတ်ပြန်ခဲ့ပါဗျ။ စစ်ကောင်စီဟာရဲကြီးခါကြီးတွေပါမကြမ်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာဟာပြည်သူတွေကိုကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေမှာမနေရဲပဲသူတို့ထိန်းချုပ်ထားတဲ့နေရာတွေမှာပြန်နေအောင်လူခေါ်တဲ့သဘောဖြစ်နေရလို့စီရီယံဗိုလ်ကြီးစင်ရောကတုံ့သက်ပါတယ် စစ်တပ်ကပြန်ပြီးရောက်လာလို့ဆိုပြီးတော့ဒေသခံတွေကထွက်ခွာသွားတာတွေရှိတယ်။အဲ့ဒါတွေကိုသူတို့မှအောင့်တက်တက်နဲ့သာခံရတယ်ပေါ့နော်။အဲသူတို့ရလိုက်တယ်ပေါ့နော်။တပိတ်ချင်းဆိုလည်းရတာရလိုက်တယ်မြို့ပြကြီးလိုဖြစ်နေတယ်။အဲ့တော့သူတို့ဘက်ကိုလာအောင်လို့မင်းတို့ဟိုဘက်ကိုသွားနေရင်တော့ငါတို့ကလေချောင်းကနေတိုက်ခိုက်မှာပဲဆိုတော့လူခေါ်တဲ့ဟာမျိုးပေါ့။ငါတို့ဘက်ကိုလာရင်တော့မင်းတို့ပေါ်တာပဲဆွဲဆွဲခံရမယ်ပေါ့နော်။ဒီလိုမျိုးလေချောင်းကနေပြစ်ခတ်တိုက်ခိုက်ခံရမှုမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့အတင်းအာရမပေါ့နော်။အကြောက်တရားပေးပြီးတော့လောက်လာတာကိုတွေ့ရပါတယ် ဟုတ်ကဲ့ပါဒါတွေကတော့တပတ်အတွင်းပြည်သူတွေစိတ်ဝင်စားမဲ့သတင်းတွေတဲကထူးခြားတဲ့သတင်းလေးတွေကိုပြန်လည်ကောက်နှုတ်တင်ပြပေးခဲ့တာဖြစ်ပါတယ်။နောက်တစ်ပတ်မှလည်းပြန်လည်ထုတ်လင်းပေးအောင်ပါ DVB ရုံးမြင့်တန်ကြားကိုကြည့်ရှုအားပေးနေကြသူများလူအားဆန္ဒပြေဝကြပါစေရှင်။ကျွန်မကတော့ဒီဇူလိုင်မှာ